2026အာရှဖလားအမျိုးသမီးခြေစစ်ပွဲရှင်မဲမှုအတွက်အပိဓာတ်ကစားသမား23ဦးရွေးချယ်တဲ့အကြောင်းလေးကိုတင်ဆက်သွားကြပါမယ်။မြန်မာလေရွေးစင်အမျိုးသမီးအသင်းဟာ2026ခုနှစ်အာရှဖလားအမျိုးသမီးခြေစစ်ပွဲရှင်မဲမှုဇွန်လ23ရက်နေ့မှာအပိဓာတ်ကစားသမား23ဦးရွေးချယ်လိုက်ပါတယ်။မြန်မာလေရွေးစင်အမျိုးသမီးအသင်းနီးပြားချုပ်ဖြစ်တဲ့ဂျပန်နိုင်ငံသားယူကီတက်ဆူရိုက 2026အာရှဖလားအမျိုးသမီးခြေစစ်ပွဲအတွက်ပြီးခဲ့တဲ့မေလ10ရက်နေ့ကနေစပြီးတော့ပနမကစားသမားအယောက်30ကျော်နဲ့လေးချင်ပြင်ဆင်နေခဲ့ပါတယ်။မြန်မာလေရေးတင်အမျိုးသမီးကစားသမားအသင်းဟာ2026ခုနှစ်အာရှဖလားအမျိုးသမီးခြေစစ်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲကစားခွင့်မရခဲ့ရကြောင်းလည်းပြည်ဝင်ခြေစမ်းပွဲများအဖြစ်မြန်မာယူဆက်ကိုအမျိုးသမီးအသင်းနဲ့နှစ်ပွဲရှင်ပြန်ကစားခဲ့ရမှာတော့နှစ်ပွဲလုံးအနိုင်ရရှိထားခဲ့ပါတယ်။ 2026အာရှဖလားမြို့သမီးရှိစေပွဲကိုတော့ဇွန်23ရက်နေ့ကနေဇူလိုင်လ9ရက်နေ့အထိကျင်းပမှာဖြစ်ပြီးတော့မြန်မာလေရေးစင်မြို့သမီးအသင်းကတော့အုပ်စုစီမှာပါရင်ဘင်္ဂလားဒေ့ရှ်တာမင်းနစ္စတာအသင်းတို့နဲ့တအုပ်စုတွေကြာရောက်လို့နေပါတယ်ရှိစေပွဲမှာတော့အသင်းစုစုပေါင်း34သင်းနဲ့ဝင်ရောက်ရှင်ပန်ရမှာဖြစ်ပြီးတော့အုပ်စု A နဲ့အုပ်စု B ကိုတော့9သင်းစီကြံအုပ်စု6စုကိုတော့4သင်းစီနဲ့အုပ်စု8စုခွဲပြီးတော့အရှင်ပြိုင်စီမှာပါ ခြေစပွဲချင်းမြောက်မဲ့ပုံစံအရာတော့အုပ်စုတစ်ခုမှာအမှတ်အများဆုံးအသေးတစင်းစီနဲ့စုစုပေါင်း၈သင်းခြေစပွဲအောင်မြင်မှာပါခြေစပွဲအောင်မဲ့၈သင်းကတော့တိုက်ရိုက်ကစားခွင့်ရထားတဲ့ဩစတြေးလျတရုတ်တောင်ကိုရီးယားဂျပန်စတဲ့အသင်းတွေနဲ့အတူ2026ခုနှစ်အာရှဖလာအမျိုးသမီးပြိုင်ပွဲရှင်ပြိုင်ခွင့်ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်ဒီမှာလည်းရေးစင်အမျိုးသမီးအသင်းပါဝင်တဲ့ခြေစပွဲအုပ်စုစုပွဲစဉ်တွေကိုတော့ဇွန်29ရက်နေ့ကနေဇူလိုင်လ9ရက်နေ့အထိရန်ကုန်မြို့မှာရှိတဲ့သူဝနာကစားခွင့်မှာကျင်းပမှာဖြစ်ပြီးတော့ဇွန်လ29ရက်နေ့မှာဆို င်တော့မြန်မာအပြင်နဲ့တာကမင်နစ္စတန်အပြင်ပါရီအပြင်နဲ့ဘင်္ဂလားဒေ့ရှ်အပြင်ဇူလိုင်လနေ့ရက်နေ့မှာတော့မြန်မာအပြင်နဲ့ဘင်္ဂလားဒေ့ရှ်အပြင်ဘာရင်အပြင်နဲ့တာကမင်နစ္စတန်အပြင် ဇူလိုင်လ9ရက်နေ့မှာတော့မြန်မာအသင်းနဲ့ပါရင်အသင်း၊ဘင်္ဂလားဒေ့ရှ်အသင်းနဲ့တာဂမင်နစ္စတန်အသင်းတို့အရှင်ပြန်ကစားရမှာလည်းဖြစ်ပါတယ်။မြန်မာလေရွေးစဉ်မြို့သမီးအသင်းကတော့ဒီနှစ်အတွင်းမှာနိုင်ငံတကာအဓိကပြိုင်ပွဲ၃ခုအရှင်ပြန်ရမှာဖြစ်ပြီးတော့အာရှဖလားချေစပွဲပြီးရင်တော့အာဆီယံပြိုင်ပွဲနဲ့အစီအကိန်းပြိုင်ပွဲတွေကိုဆက်လက်ရှင်ပြန်ကစားတော့ရမှာလည်းဖြစ်ပါတယ်။မြန်မာလေရွေးစဉ်မြို့သမီးအသင်းကတော့ကိုယ်အဖြစ်မြို့မမကြီးသစ္စာအမေအသင်းက စုရမရီအာကာသိပ်ပန်းဤဆန္ဒသောဧရာဝတီနောက်တန်းအနေနဲ့ဆိုရင်တော့ဖြူဖြူဝင်းဇွေရွာဦးဧရာဝတီဖြူဖွေးဖြူဖြူနာရန်ကုန်ယူနိုက်တက်လုံလဲ့ဦးနှင်းပွင့်အေးအာကာသိပ်ပန်းခင်ညိုတနာထွန်းစောင်းနေဖွေးရှန်ယူနိုက်တက်အလဲရဲမှာဆိုရင်တော့ဝင်းဝင်းသစ္စာအမန်နောက်ထပ်ထပ်ဝင်ဧရာဝတီရွှေရီလိုင်းရန်ကုန်ယူနိုက်တက်ဖြူဖြူသွေးဖြူပါခိုင်ရှန်ယူနိုက်တက်မုံမိုတန်ရွှေရထွန်းအာကာသိပ်ပန်း ဝင်းတန်ကြီးထွန်းစာပါ FC ရှေးတန်းမှာဆိုရင်တော့ဆန်တော်တော်ဧရာဝတီခင်မမိုထွန်းမြန်လူခင်သစ္စာအမန်မေထက်လူလော့အင်ဂျယ်လီစပရိုက်ကောလိပ်စတဲ့စုစုပေါင်းအပိတလူစရင်ကိုထုတ်ပြန်ကြေညာလာခဲ့ရလည်းဖြစ်ပါတယ်ပိတကြီးလည်းမြမအမျိုးသမီးလေးရေးစင်းတင်ကိုအားပေးဖို့အတွက်ဆက်လက်ဆောင်ရွက်ကြည့်ရှုအားပေးခဲ့ကြပါဦးအစုံတင်ဆောင်ရွက်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်